အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီညကနေပြီးတော့စုံမောင်းအောင်တောင်းပေးလိုက်ပါတယ်။အဲ့တော့ဒါကျွန်တော်ဒီနေ့မှာတော့ဒါပြောရမယ့်အကြောင်းက Manchester United အသင်းရဲ့ဒါကျွန်တော်အပြောင်းအရွှေ့ကိုကျွန်တော်ဒါဒစူဒစီတဲ့ဒါကျွန်တော်အကုန်လုံးပြပြပေးသွားဖြစ်တယ်ပေါ့နော်။အဲ့တော့လက်ရှိမှာဒါကျွန်တော်အဓိကဆွေးနွေးရမှာ Manchester United လက်ရှိတိုက်စစ်အပြောင်းအရွှေ့ရဲ့ Brian Mbeumo ကိစ္စရဲ့ပြီးရင်ဒါကျွန်တော်တို့အသင်းမှာပဲဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ဆရာကြီးတွေရဲ့အဲ့တော့ ဲ့ဒီသုံးခုလောက်ကိုဒါကျွန်တော်နည်းနည်းလေးဒီဒီလေးပြပြပြီးတော့လက်ရှိမှာဆန်ချိုးရဲ့ကိစ္စလေးနည်းနည်းလေးအဲ့တော့လို့ပြောစရာလေးတွေများတယ်ကျွန်တော်တို့ဒါဗီဒီယိုတပုတ်ထဲမှာပဲဒါသတင်းအစုံလင်းထည့်ပေးလိုက်တော့မဟုတ်ဘူးနော်အဲ့တော့ပထမဆုံးသတင်းတွေလက်ရှိမှာ Manchester United အသင်း light နေတယ်ဒါကျွန်တော်တို့ Hugo Akatai ရဲ့အပြောင်းရွှေ့ကတော့ဒါတစ်ဖက်အသင်းကဈေးတက်မှတ်လိုက်ပြီလို့ရေးသားလာခဲ့တယ်အဲ့တော့ Hugo Akatai ရဲ့အပြောင်းရွှေ့မှာဒါကျွန်တော်တို့တစ်ဖက်ကဒါကျွန်တော်တို့ Frankfurt အသင်းနေနဲ့ကစားသမားအတွက် Euro တန်း100လို့ရှိတယ်ပေါ့နော်အဲ့တော့တရားလို့ရှိတယ်ဆိုတော့ပြန်စဉ်းစားကြည့်မယ်ဆိုတော့တော်တော်လေးကိုမြောက်တယ်တကယ်လည်းပြန်စဉ်းစားကြည့်မယ်အဲ့လောက်ကြီးလည်းမတန်ဘူးအဲ့တော့ပြောစရာဒါမြင်ကြည့်တာပေါ့နော် Frankfurt ဘက်ကဒီဈေးတင်နေဆိုရယ်သူတို့ နဲ့မယောင်းချင်လို့ဒီဈေးတင်တယ်လို့ပဲဆိုလို့ရမယ်ဒီမှာပါကစားသမားကတော့ကျွန်တော်တို့ join ထားမှာမိနစ်တစ်နှစ်ကမှ join ထားတဲ့အတွက်ကြောင့်မပြီးရင်လည်းတို့နေသူတို့ရဲ့အဓိကတိုက်စစ်မှုတယောက်ဖြစ်တဲ့ Oma Mamosh ကိုလည်းဒါကျွန်တော်တို့ရောင်းချထားတယ်ကျွန်တော်တို့အနေနဲ့တိုက်စစ်မှုအသစ်ကိုပြန်လည်ပြီးရှာမှာခတ်တဲ့အတွက်ကြောင့်တို့နေဒီဈေးသတ်မှတ်တယ်လို့လည်းဆိုလို့ရမယ်အဲ့တော့ဒါ Frankfurt ကိုလည်းသွားပြီးသွား blame လို့တော့မရဘူးလို့ပြောတော့အဲ့လက်ရှိမှာဒါကြောင့် Manchester United အသင်းနေတိုက်စစ်မှုရှာပုံတော့မှာဆက်လက်ပြီးအလုပ်လုပ်အောင်မယ်ဆိုတဲ့သဘောမျိုးဖြစ်သွားခဲ့ပြီအဲ့တော့ ဒါပေမဲ့ United ပြည်သက်တွေကအခုလက်ရှိမှာ Betis ဆင်မှုပဲဝဲဝဲ Victor Kyogres တွေတော့ပြန်မသွားနဲ့ကွာဆိုတဲ့ပုံစံမျိုးတွေဒါအကုန်လုံးတွေးရတယ်မှာပါအဲ့တော့အဓိကတော့ဒါမျိုးပေါ့နော်ဒါမျိုးတွေကျွန်တော်အမြဲတမ်းအမြဲတမ်းတွေးနေရတယ်အဲ့တော့လက်ရှိမှာဒါပေမဲ့ Chelsea United အသင်းရဲ့ Hugo Akitek ကိုပုတ်ကူရတောက်ရှောက်ဆွေးနွေးနေစေဖြစ်တယ်ဒါရှေ့ကူလည်းတော်တော်လေးကိုရောက်နေတယ် Platigo ပြောပုံရဆိုတော့ Manchester United အသင်းရဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ Hugo Akitek ရဲ့အပြောင်းအရွှေ့ကရှေ့တော်တော်လေးကိုရောက်နေပြီသူ့အနေနဲ့ လီဗာပူးတို့ချက်စီတို့အတင်းတဲ့ဆိုင်တော့ဒါကစားသမားကမန်ချက်စတာယူနိုက်တက်အတင်းကိုပုံမူပြီးတော့ပြောင်းရွှေ့ခြင်းတွေဥသိရတယ်မှာပါဒါပေမဲ့ထဝမ်းနိုင်မဲ့ဒါကစားသမားရဲ့အခုလက်ရှိဒီနှစ်ကအရန်ကြီးရကစားသမားကြီးနေတာကျွန်တော်အသိနေကြတဲ့အဟန့်တာလုံးဝမရှိပဲနဲ့ကစားသမားကြီးနေအသိနေကြတဲ့မှာအမြဲတမ်းအဟန့်တာရှိတယ်အဓိကလာခုနကမန်ချက်စတာယူနိုက်တက်အတင်းနဲ့ဟျူဂိုအက်ကတက်ကိုဒါကျွန်တော်ခေါ်ယူဖို့အတွက်ဒါအသိနှစ်သိန်းကြာစတင်ပြီးဆွေးနွေးတဲ့ဥစ္စာမှုပဲဈေးစကားကိုစတောက်ကြည့်တဲ့အချိန်မှာတစ်ဖက်ကယူတန်တရာခေါ်တဲ့အချိန်မှာယူနိုက်တက်အတင်းနဲ့လက်ရှိဒီနှစ်နွေရာဒီမှာတိုက်စစ်မှုခေါ်ယူရေးကအဟန့်တာဖြစ်သွားခဲ့တယ်လို့ပဲဆိုလို့ရတယ်မှာပါ ယ်အဲ့တော့ဒါ Hugo Agüero ရဲ့အပြောင်းရွှေ့တာ United သတင်းတွေတွေနောက်ဆုတ်လိုက်တာမဟုတ်ဘဲနဲ့ Chelsea က Liverpool သင်္ကောရောလက်ရှိမှာသူ့ရဲ့အပြောင်းရွှေ့ဈေးရဲ့မြောက်လွန်းမှုကြောင့်မို့တာအသင်းကနေပြီးတော့နောက်ဆုတ်လိုက်တယ်လို့သိရတဲ့ထဲမှာပါပါတယ်အဲ့တော့လက်ရှိမှာ United သင်းနဲ့ Hugo Agüero ရဲ့အပြောင်းရွှေ့ကိုတော့ကစားသမားနဲ့တော့ဆက်လက်ပြီးဆွေးနွေးမှုတွေကိုပြုလုပ်နေခဲ့ပေမဲ့အသင်းနဲ့သင်းညာဆွေးနွေးမှုကတော့လက်ရှိမှာတစ်ဖက်အသင်းရဲ့တောင်းတဲ့ဈေးကတော်တော်လေးကိုမြင့်မားတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့ အေးပေါ့စိတ်ပြတ်ဖို့ကောင်းတယ်ပေါ့နော်ဒါရှေ့ကိုမရောက်တော့ဘူးလို့ပြောလို့ရတဲ့နေရာအဲ့တော့ဒါကလက်ရှိပထမဆုံးသတင်းဒုတိယသတင်းအနေနဲ့ပြောရမယ်ဆိုလက်ရှိမှာ Manchester United အသင်းနဲ့ Brian Mbeumo Brian Mbeumo ရဲ့အပြောင်းရွှေ့တဲ့ Spurs အသင်းဘက်ကနေပြီးတော့လက်လျှော့သွားခဲ့ပြီလို့သိရတယ်မှာပါတယ် Spurs အသင်းဘက်ကလက်ရှိမှာသတင်းတွေဖော်ပြခဲ့လို့ဒါကျွန်တော်ပထမဆုံးကန်လန့်မှုဖြစ်တဲ့ Euro 80ကိုကန်လန့်မှုမပြုလုပ်ခဲ့ဘူးလို့သိရတယ်မှာပါတယ် Spurs အသင်းနဲ့လက်ရှိမှာ Brian Mbeumo နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးကစားသမားအနေနဲ့ခုလက်ရှိမှာ Thomas Frank က Spurs အသင်းကိုရောက်သွားတဲ့အတွက်ကြောင့်မလို့အသင်းဘက်ကိုစိတ်ဝင်စားမှုရှိခဲ့ပေမဲ့ကစားသမားအနေနဲ့ခုလက်ရှိမှာ Manchester United United အသင်းကိုပဲဒါစောင့်မျှော်နေမှာဖြစ်ပြီးတော့ Manchester United အသင်းရဲ့ဒုတိယကမ်းလှမ်းမှုများရှိလာခဲ့မယ်ဆိုရင်တော့သူ့အနေနဲ့ United အသင်းပဲပြောင်းရွှေ့ခြင်းနဲ့ဆိုပြီး Spurs အသင်းဘက်ကိုထပ်မံပြီးတော့ဒါကျွန်တော်ပြောကြားခဲ့တယ်လို့သိရတယ်။အဲ့တော့ကစားသမားကတော့ share မှာရတာခုနပြောသူပဲ Manchester United အသင်းမှာ Manchester United အသင်းကိုစောင့်နေပြီးတော့ Spurs အသင်းဘက်ကဒါကျွန်တော်တို့ကမ်းလှမ်းမှု ဒါရှိခဲ့မယ်ဆိုရင်တော့မှ United ဘက်ကကမ်းလှမ်းမှုမရှိမှသာသူအနေနဲ့ Spartan ကိုစဉ်းစားသွားမှာတကြောင် Spartan ကရရှင်းနေသူတို့နေရာကျတော့ right wing ကစားသမားလူနေခဲ့ပေမဲ့ Brian Ambombo ကို Spartan ဘက်ကနေလက်လျှော့သွားပြီးဖြစ်ပြီးတော့အခုချိန်မှာ Brian Ambombo ကိုခေါ်မဲ့အသင်းထဲမှာဒါ Manchester United အသင်းတင်းနေတာကျန်တော့တကြောင် United အသင်းနဲ့အခုလက်ရှိမှာဒုတိယမြောက်ကမ်းလှမ်းမှုပုံစံမျိုးသာလုပ်ခဲ့မယ်ဆိုရင်တော့ဒါ Brian Ambombo ကိုခေါ်ယူနိုင်မှုအတွက်အခွင့်အရေးတော်တော်လေးကိုများသွားပြီလို့သိရတယ်အဲ့တော့တစ်ဖက်ကတော့ Brentford ဘက်ကလည်းရှင်းပါတယ်သူတို့လူချင်းတဲ့ဈေးကိုကင်နေစေဖြစ်ပြီး United ဘက်ကကမ်းလှမ်းတဲ့ဈေးကိုတော့အခုချိန်ထိသူတို့အနေနဲ့လက်ခံသွား ်ဖို့အစီအစဉ်မရှိဘူးလို့သိရတယ်မှာ United ဒါပထမဆုံးကမ်းလှမ်းမှုကအာလုံမောင်ပက်ကေ့ချ်ရယူရို55ဟုတ်ပေါင်55တန်းလောက်ရှိခဲ့ပြီးတော့စာချုပ်တန်တနစ်ပဲကျန်နေကြတာမဟုတ် United ဘက်ကလည်းဒါကျွန်တော်တစ်ဖက်ကတောင်းတဲ့ဈေးဖြစ်တဲ့ယူရို65တန်းကိုပေးဖို့စီအဲ့တော့ဂျာတဲ့မှာဒါဘာလို့ဖြစ်နေတော့မသိဘူးမြေ United ဘက်ကလည်းဒုတိယမြောက်ကမ်းလှမ်းမှုတဲ့အချင်းလေးကိုစောင့်ဆိုင်းစေဖြစ်ပြီးတစ်ဖက်က Brentford ကလည်းဒါပထမဆုံးကမ်းလှမ်းမှုကိုလည်းပြန်ပြီးလက်ခံသွားဖို့အစီအစဉ်မရှိဘူးသူတို့နဲ့ Brentford က Brian Abbott ကအသင်းကနေပြီးတော့ဆက်ထိန်သွားဖို့ရှိတယ်ဆိုကောလာဟာလာတွေထွက်နေတယ်အဲ့တော့ United ဘက်ကကောလာဟာလာတွေကအခုလက်ရှိမှာ Brian Abbott ကိုအခုချိန်မှာခေါ်ရလဲကိစ္စမရှိဘူးသူတို့အနေနဲ့ ယ်6လလောက်ဆောက်ပြီးသူတို့နေအဒါအလွတ်နဲ့ခေါ်ယူဖို့အတွက်လည်းကြိုးစားသွားနိုင်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ယူနိုက်တက်ဒ်နဲ့ဒါကျွန်တော်ပေါင်တန်း60လောက်သုံးဖို့စီစဉ်မရှိပဲလာမယ့်နှစ်မှာအလွတ်နဲ့ရနိုင်တဲ့ option ကိုပဲယူသွားမလားဆိုတဲ့မေးခွန်းတွေကိုလည်းဒါ Bangkok ကလည်းရေးသားထားတာကိုတွေ့ရမယ်တဲ့မှာပါ။အဲ့တော့ပြောချင်တာ Manchester United နဲ့ခုလက်ရှိမှာ Brian Ambomo ကိုဒီနှစ်မရဘူးဆိုရင်တော့မှလာမယ့်6လနေကြိုင်အလွတ်နဲ့ခေါ်ယူဖို့အတွက်တရားဝင်ဆွေးနွေးသွားဖို့လည်းပြင်ဆင်လာခဲ့တယ်။ကစားသမားကိုယ်တိုင်ကလည်းလာမယ့်6လလောက်နေဒါ Brentford နဲ့ Southampton တစ်နှစ်တိုးလို့ရသေးတဲ့ option ကိုမတိုးတော့ဘဲနဲ့ United ကိုအလွတ်နဲ့ပြောင်းရွှေ့ဖို့အတွက်ဖြစ် စ်သွားနိုင်တယ်ဆိုတဲ့သတင်းတွေလည်းသရှုပ်တော့ပို့လာအဲ့တော့ပြောချင်တာပြစင်းစားကြည့်ဟုတ်တယ်လေခုနကဘာ6လလောက်ကြာပြီးရင်ဒီကစားသမားကိုဒါအလွတ်နဲ့ရနိုင်တယ်ဥပ္ပောတနည်းပေါ့တော့6လလောက်မို့တနည်းလောက်ကြာရင်ဒါကစားသမားကိုအလွတ်နဲ့ရနိုင်တာယူသွားမလားအခုခေတ်ကဒီကစားသမား55တန်းပေးပြီးအခုခေါ်သွားမလားဒါမျိုးကို United ပြန်စဉ်းစားမယ်နေတာရောက်သွားပြီကစားသမားကတော့ရှင်းပါတယ်သူတို့အနေနဲ့လာမယ့်ရာသီမှာ Brentford အသင်းကိုဒါစာရုပ်သက်တမ်းတိုးဖို့အတွက်အစီအစဉ်မရှိတဲ့ကြောင့်မို့သူ့ကိုခေါ်ယူခြင်းနဲ့ဒီနှစ်မှသာမခေါ်ယူနိုင်ခဲ့ဘူးသူ့ကိုခေါ်ယူခြင်းနဲ့ကလပ်တွေများရှိမယ်ဆိုရင်တော့အဖြေကရှွရှွလေးပါကစားသမားကဒါအလွတ်နဲ့ပြောင်းဖို့အတွက် ready ဖြစ်နေပြီလို့ဒီအဲ့တော့ United အသင်းเนี่ยခုလက်ရှိမှာခေါ်သွားမလား ဒါမှမဟုတ်နောက်6လဆောက်ပြီးကစားသမားအလွတ်နဲ့ဒါတရားဝင်ဆွေးနွေးမှုတက်ကြိုးစားသွားမလားဒါကကျွန်တော်အနေနဲ့အခုလက်ရှိမှာစောင့်ကြည့်ရမယ်လို့ပြောလို့ရရတယ်မှာပါအဲ့တော့ နောက်ထပ်သတင်းတစ်ခုကသတင်းသိမ်းမကောင်းတဲ့သတင်းပေါ့နော်အဲ့တော့ရရှိမှာ United ပြည်သက်အချစ်တော်ကစားသမား၂ယောက်ဖြစ်တဲ့ Andrew Onana ကိုဒါကျွန်တော် Rice Moon White လည်း၂ယောက်လုံးကတော့အခုလက်ရှိမှာ Manchester United အသင်းမှာသူတို့နေရာအတွက်သူတို့တိုက်ပွဲဝင်သွားအုပ်မယ်လို့လည်းသိရတယ်မှာပါတယ်သူတို့နေရာအခုလက်ရှိမှာဒါကျွန်တော်စိတ်ဝင်ဟိုမှာ Rice Moon White လည်းဆက်ပြော Rice Moon White လည်းကိုလက်ရှိမှာစိတ်ဝင်စားတဲ့ club တွေတော်တော်လေးကိုများတယ် Italy Serie A club တချို့ရဲ့အခုလက်ရှိမှာဒါ Bundesliga club တချို့ရဲ့စိတ်ဝင်စားနေတယ် Bundesliga အသင်းတွေနေနေအခုလက်ရှိမှာ Stuttgart က Wolfstar Day ကိုဒါဆုံးရှုံးခဲ့မယ်ဆိုရင်တော့သူတို့နေရာ White လည်းကို ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်ဆိုတော့ကောလာဟာလိုက်ထွက်နေတယ်။ဒါပြင်ခုနကလက်ရှိမှာ white line ကို stuka အပြင်ကိုဒါကျွန်တော်တို့ချို့တော့ဒါကျွန်တော်အသိအနေနဲ့လည်းစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။အဲ့တော့ဘလောက်ဒီရရလဲဆိုတော့ဟာတာတခုပြောရမယ်ဆိုရင်ဘိုရီရှာဒေါ်မွန်နေနဲ့ white line ကိုဒါအငှားနဲ့ရမယ်ဆိုတော့သူတို့အနေနဲ့ချောင်းနေဆိုတော့အဲဘိုရီရှာဒေါ်မွန်အဲချစ်တီကလပ်ကတော့ချစ်တီကလပ်ပဲတတ်တလုံးချစ်တီကလပ်ပဲကိုယ်ရထဆိုးတယ်ချစ်တီညံမှာဟိုပိုင်ရှင်ကသူကကောင်းရင်ကောင်းပါဒါပေမဲ့ချစ်တီကလပ်ကချစ်တီကလပ်ပဲအဲ့တော့ဒါမှလက်ရှိမှာဒါကျွန်တော်ဘိုရီရှာဒေါ်မွန်နေနဲ့ဒါကျွန်တော် white line ကိုဒါကျွန်တော်တို့ အငှားနဲ့ရမယ်ဆိုရင်တို့အနေနဲ့ခေါ်ယူခြင်းနဲ့တို့အနေနဲ့ဒါအငှားနဲ့ရတို့တိုက်စစ်မှု option အတွက်ဒါ booster လုပ်ခြင်းနဲ့ပေါ့။ United ဘက်ကတော့ရှင်းတယ် white line နဲ့အပြောင်းရွှေ့တဲ့ပတ်သက် United ကအငှားလုံးဝမလုပ်ခြင်းမှုအယောင်းမဲ့တို့အနေနဲ့စဉ်းစားရတယ်။အဲ့လက်ရှိမှာ Italy Serie A club တွေထဲမှာတော့ဒါကျွန်တော် Inter Milan ကတော့ white line ကိုတကယ်စိတ်ဝင်စားနေပြီးတကယ်ကန့်လန့်မှုနေထားမှရှိတယ်။ဒါပေမဲ့ကစားသမားကအခုလက်ရှိမှာ Inter Milan ရဲ့ဒါပုံကိုကြီးရဆွေးနွေးမှုတွေကို ဒါကျွန်တော်တို့ညစ်ပယ်ထားခဲ့ပြီသူနဲ့ Manchester United အသင်းမှာသာတိုက်ပွဲဝင်သွားဖို့အတွက်ဆက်လက်ပြီးစူးစမ်းအောင်မယ်လို့သိရတဲ့အထဲမှာပါပါတယ်ထပ်ပြီးပြောရမယ်ဆိုရင်တော့အခုလက်ရှိနောက်ဆုံးရ update သတင်းတွေရဆိုတော့ Andrea Onana ရဲ့အပြောင်းအရွှေ့ Andrea Onana ရဲ့အပြောင်းအရွှေ့မှာ Manchester United အသင်းနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ သူတို့နေတာဂိုဒမနေရာတော့ဝဲခြင်းနဲ့ဒါပေမဲ့အန်ဒီအိုနာနာကလက်ရှိမှာဟွာလန်လိုပဲအသင်းအတွက်ဒါကျွန်တော်တို့တိုက်ပွဲဝင်ခြင်းနဲ့သူနဲ့ဒီနေရာမှာသူပိုကောင်းအောင်ကြိုးစားနိုင်တယ်သူကသူယုံကြည်ချက်ရှိတယ်အဲ့တော့အန်ဒီအိုနာနာမထွက်မချင်းကမန်ချက်စတာယူနိုက်တက်ရဲ့နံပါတ်1ဂိုဒမနေရာကိုခေါ်ဖို့အတွက်ကတော်တော်လေးကိုခတ်မယ်အခုချိန်တော့ဆွေးနွေးထားတာရှိပေမဲ့အန်ဒီအိုနာနာထွက်မှာရမယ်နေထားမှာရှိတယ်ဒါပေမဲ့ယူနိုက်တက်ဘက်ကထွက်မဲ့ဂိုဒမကအောက်တီပြင်တာပါဒါတော်မီတန်ဆာယုတ်တစ်နှစ်ချုပ်ပြီးတယ်ဆိုတော့အကုန်သိပြီးသားဖြစ်တဲ့ဒါကသိပြီးတော့မထူးဆန်းတော့ဘူးအဲ့တော့ နောက်ဆုံးသတင်းတစ်ခုအနေနဲ့ဆိုတော့လက်ရှိမှာဆန်ချိုပဲဆန်ချိုအခုလက်ရှိမှာနပိုလီကတရားဝင်ဆွေးနွေးမှုတွေကိုပြုလုပ်ခဲ့ပြီးဘူရီရှာဒေါ်မွန်ကလည်းစိတ်ဝင်စားနေတယ်ဆန်ချိုကလည်းရှိမှာဆော်ဒီကလပ်တွေကလည်းစိတ်ဝင်စားနေစိတ်ဝင်စားနေတဲ့ကလပ်တွေကလည်းတော်တော်လေးကိုများနေတယ်ဒါပေမဲ့ဆန်ချိုအနေနဲ့အခုလက်ရှိသူ့ရဲ့အကြီးမားဆုံးပြဿနာကသူ့ရဲ့လောက်ခလာစာကိုလက်ရှိအခြေအနေထိနောက်ဆုံးအခြေအနေထိလုံးဝ short ချသွားဖို့မရှိဘူးဆိုတဲ့သတင်းတွေကတောက်လျှောက်ပြည့်ပြည့်နဲ့တက်နေခဲ့တယ်သူ့နဲ့ဒါကတော့လောက်ခလာစာက short ချခဲ့မယ်ဆိုရင်တော့ဘူရီရှာဒေါ်မွန်ပြောင်းမလားနပိုလီပြောင်းမလားကြိုက်တဲ့ကလပ်အသင်းကိုသူ့အနေနဲ့ပြောင်းပိုင်ခွင့်ရှိတဲ့အနေထားမှာရှိတယ်ဒါပေမဲ့အခုလက်ရှိကျမှာ သူသား Manchester United တင်မှာဆက်နေမယ်ဆိုတပတ်လောက်ခလာစား3သိန်းနဲ့3သိန်းခွဲရမှာတေချာတဲ့အတွက်ကြောင့်မသူအနေနဲ့ United တင်မှာပဲဆက်နေဖို့အတွက်စဉ်းစားနေရဆိုတဲ့သတင်းဒီပါထွက်လာခဲ့တယ်အဲ့တော့ဆန်ချိုက United အသင်းကိုနောက်ဆုံးအချိန်ထိဒါဒုက္ခပေးသွားဖို့အတွက်ပြင်ဆင်နေတယ်ဆိုတဲ့ပုံစံမျိုးကိုတောက်လျှောက်သတင်းတွေတွေ့နေရတဲ့အကြောင်း United ပြည်သက်တွေကတော့ဆန်ချိုနဲ့ပတ်သက်ပြီးဒရိုလေးကိုဒေါ်သာထွက်နေပြီးအသင်းမှသာဆက်နေခဲ့မယ်ဆိုရင်တော့လုံးဝလူငယ်အသင်းနဲ့ဆော့ဖို့အတွက်ဒါကျွန်တော်ထည့်အဲ့တော့ဒါဆန်ချိုကမနေ့ဒီတိုင်းဆိုခင်ဗျာဆန်ချို တောက်ချက်မရှိတော့ခုလုပ်နေတာလေဟုတ်တယ်မှာဒီလောက်ပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ TV4 ဒီမှာကျရင်လူစံပေါအောင်ကူညီလို့ရပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်အောက်က comment တွေထဲမှာလည်း youth sport media 3.0ဆိုရင် TV4 တွေ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မဆော့ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ် မြန်မြန်လေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မြန်ကလစ်မှာမြန်မြန်နေရဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကောင်းမွန်တော့နေလေးတင်းတင်းဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာပဲ AC တွေ့ကြတော့အားလုံးမကြိုးတူပါနဲ့ကောင်းမွန်တော့နေလေးတင်းဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲဒီပေါ်ဗျ